ဗုဒ္ဓဘာသာသိမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘာသာတွေအတွက်ကို2025ခု10လပိုင်းအော်တိုဘာလအတွက်ကိုတလစာဂရင်ဟောစရံဟောကြားပေးမှာဖြစ်ပါတယ်အဲ့ဒီအော်တိုဘာလ10လပိုင်းဆိုတာသတင်းကျုပ်ကာလဖြစ်ပါတယ်သတင်းကျုပ်လမြန်မာလို့ဆိုတော့အဲ့တော့ရာသီနေနဲ့ဆိုရင်တူရာသီကိုကိုစားပြုတဲ့လတလဖြစ်ပါတယ်အဲ့တော့ရာသီပိုင်းအနေနဲ့ကတော့ကြာပန်းဖြစ်ပါတယ်အဲ့တော့ပွဲတော်အနေနဲ့ကတော့သတင်းကျုပ်စီမီထုံးပွဲတော်အဲ့တော့ဒီ ်ဆယ်လပိုင်းဆိုတဲ့ကာလမိုးလေကင်းလွတ်ပြီးတော့သတင်းကျွတ်ကာလဖြစ်တဲ့အတွက်ပျော်ဝဲရှင်ပွဲတွေနဲ့အင်တန်မှာပဲအလှူတန်းတွေအမင်္ဂလာပွဲတွေနဲ့အင်တန်မှာမင်္ဂလာရှိတဲ့လတ်လဖြစ်ပါတယ်သတင်းကျွတ်လာတော့စီးပွားရေးကိစ္စတွေအလုံငန်းကိစ္စတွေကလည်းစတင်တဲ့လတ်လဖြစ်ပါတယ်အဲ့တော့အလှူတန်းတွေနဲ့နော်အဲလူကြီးမိဘတွေကိုပူဇော်ကရောကြတယ်ကျေးဇူးတရားတွေအောင်းမေးတရားတွေလတ်လဖြစ်ပါတယ်အဲ့တော့အခုလိုဒါပျော်ရွှင်ကြည်ညိုစရာကောင်းတယ်ဒီဆယ်လာဆယ်လာပိုင်းဆိုတဲ့သတင်းကျွတ်လာမှာ ဗုဒ္ဓသာသမိတွေအနေနဲ့ကခရီးဝေးကိစ္စတွေအနိုင်ငံရေးချားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေအထူးထူးခြားခြားအဆင်ပြေအောင်မြင်ပါလိမ့်မယ်ခရီးတွေထွက်ကြတဲ့ခရီးဝေးတွေသွားရတဲ့နော်နောက်လုပ်ငန်းအဟောင်းကရက်တန်သွားပြီးတော့လုပ်ငန်းအသစ်ပေါ်ပေါက်လာတတ်ပါတယ်အဲ့တော့ချစ်ခင်ရင်းနှီးတဲ့သူတွေနဲ့ရုပ်တရက်အခွဲခွာရတတ်တယ်နော်ဒီချိန်ခါမျိုးမှာအဲ့တော့ရွှေတဲ့ပစ္စည်းဝင်လာတတ်တယ်အပိုးတန်ပစ္စည်းတွေလည်းဝင်လာတတ်ပါတယ် အဲ့တော့စီးစရာရင်ရထားကားတို့ဆိုင်ကယ်တို့နော်အဲ့လိုစီးစရာရင်ရထားတယ်လေဝင်လာတတ်တယ်ကာလာမျိုးဖြစ်ပါတယ်အိမ်အောင်တွေအနေနဲ့ဆိုရင်အိမ်အောင်ရှိတဲ့အိမ်အောင်တွေအနေနဲ့ဆိုရင် သာသမီယရနာထွန်းကားရပါတယ်အဲ့တော့လူဝင်လာတတ်တယ်ဆိုတဲ့နာမည်မျိုးဖြစ်ပါတယ်အဲ့တော့ဒီချိန်ကာလမျိုးမှာမိမိအနေနဲ့ကလုပ်ငန်း အဟောင်းတွေကိုရပ်တန့်ပြီးလုပ်ငန်းအစ်စ်တွေပေါ်ပေါက်လာတတ်တယ်လုပ်ငန်းတွေတိုးချဲ့ရတတ်တယ်ကာလာမျိုးဖြစ်ပါတယ်အဆက်အသွယ်အစ်စ်တွေရလာတတ်တယ်နော်အဲ့တော့ရင်းနှီးတဲ့သူတွေနဲ့လူဟောင်းတွေနဲ့လမ်းခွဲရပြီးလူဟောင်းတွေနဲ့လက်တွဲဖြုတ်ပြီးတော့လူအစ်စ်တွေနဲ့အဆက်အသွယ်အစ်စ်တွေရပြီးတော့လုပ်ငန်းအစ်စ်တွေပြုလုပ်ရတတ်တယ်လုပ်ငန်းအစ်စ်တွေမှာလည်းအောင်မြင်တိုးတက်လာမယ်ဆိုတဲ့နည်းမျိုးဖြစ်ပါတယ်အဲ့တော့အခြေရေးကိစ္စတွေအိမ်တော်ရေးကိစ္စတွေမင်္ဂလာကိစ္စတွေထူးထူးခြားခြားအစဉ်ပြေအောင်မြင်မဲ့လာတလာဖြစ်ပါတယ် ော့ဒီချိန်ကာလမှာခရီးတိုလေးတွေရောခရီးဝေးတွေရောသွားရတဲ့တကယ်လို့အဲခရီးကိစ္စတွေကလည်းအထူးအဆင်ပြေအောင်မြင်ပဲလာတလာဖြစ်ပါတယ်เนาะအဲ့တော့ဒီချိန်ကာလမှာကျမ်းမာရေးအနေနဲ့ဆိုရင်1 byte နဲ့ပတ်သက်တာတွေသတိထားရမယ်1 byte တို့ရင်ပတ်တို့เนาะခနာကုန်မှာယာနာပေါက်တာမျိုးတွေပါတယ်ဖြစ်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဒါပေမဲ့အရန်ကြီးတော့စိုးရိမ်စရာမရှိဘူးသူ့အလိုလိုပျောက်ကင်းသွားမဲ့သဘောဖြစ်ပါတယ် ဒီချိန်ကမျိုးမှာဗုဒ္ဓသာသမီတွေအနေနဲ့ဟာဆက်ပစ္စည်းတွေပါလေအပြက်တာထွက်တာမျိုးတွေကြုံတွေ့ရတဲ့ပါလေအဲ့တော့ငွေကြေးကတော့ငွေဝင်ငွေရှိတယ်ရှိတဲ့ပစ္စည်းဝင်ငွေရှိတယ်ဖိုးတဲ့ပစ္စည်းတွေဝင်ငွေရှိတယ်ဆက်ပစ္စည်းတွေပါလေပြတ်တက်တယ်ထွက်တက်တယ်အဲ့တော့ဆက်ပစ္စည်းဟာအညံ့နေရာမှာရောက်နေတဲ့ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီချိန်ကမျိုးမှာဗုဒ္ဓသာသမီတွေအနေနဲ့ဟာအကျမ်းပါကြီးကတော့အနေငယ်ညံ့နေဆိုရင်အရင်စိုးရိမ်ရတဲ့နေသားမျိုးတော့မဟုတ်ပါဘူးဒီချိန်ကမျိုးမှာ ဲ့တော့အခြေရေးကိစ္စတွေမင်္ဂလာကိစ္စတွေထူးထူးခြားခြားပေါ်ပေါက်လာမယ်အဲ့လူဟောင်းနဲ့လမ်းခွဲပြီးတော့လူအစ်စ်ပေါ်ပေါက်လာတာမျိုးတွေကြုံတွေ့ရတဲ့တည်းအဲ့တော့ဗဟုသသမီးတွေနေတဲ့ဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာအကျိုးပေးတဲ့ကဏ္ဍအနေနဲ့ဆိုရင်လေးလို့နော်လေးလို့ရှစ်တို့ဆိုတဲ့ကဏ္ဍအနေအကျိုးပေးပါတယ်အကျိုးပေးတဲ့အရာအနေနဲ့ကတော့အစိမ်းရောင်ကျိုးပေးပါတယ်ရရအနေနဲ့ကမိမိရဲ့တရားမှာ တဖက်ကြီးသို့မဟုတ်လိန်မော်ကြီးတစ်ခွက်လူတန်းချင်းအပြင်ဘုံလူသားမှုကြီးတွေနဲ့ဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာကံတွေကောင်းပြီးတော့လက်တွေပွင့်ပြီးတော့အကျန်းစီတွေအောင်မြင်လာမှာဖြစ်ပါတယ်အဲ့တော့စီးပွားရေးတွေကောင်းမွန်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေဘုံလူသားများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဘေးပရာတွေဝေးကွာကြပါစေချမ်းသာချမ်းသာကြပါစေ